င်တရားဓမ္မတို့အဲ့ဒီနိဗ္ဗာန်ကိုမြင်တဲ့မက်ပေါ်လာလို့ရှိရင်ဘယ်လိုများခန္ဓာကိုယ်လဲဖြစ်တတ်တယ်လဲလို့မေးတဲ့အခါကျတော့တရားဓမ္မတွေကကိုယ်လဲရအောင်အထုံနေကြတဲ့ပုံကိုယ်တွေလည်းဖြစ်ရလို့ရှိရင် အော်သူဒီလိုအဖြစ်မျိုးကဂျုံတက်ဆုံတတ်တယ်ဆိုတာလေတခါဆရာရေးထားတဲ့အတွက်ခင်ဗျားတို့သိချားကြပါလားဘယ်လိုပါလာပါလိမ့်မလို့မေးတဲ့ကောဥပဒနာသမားရိဓိကနေပြီးဒီကရဖြစ်ဖြစ်ဒီမြင်မြင်ရကနေဖြတ်ဆို ဖြစ်ဖြစ်မမြင်ဖြစ်ဖြစ်ဆုံးတဲ့နိဗ္ဗာန်ဘက်ကိုလည်းမြင်လိုက်ပါရောတဲ့သစ္စာကံရတော့တဏ္ဍမားတဲ့တခါနဲ့ခန္ဓာကိုယ်ထဲမှာရိုးတထောင်နဲ့လောင်းတယ်အခုအေးစိတ်ပြီးတကလားသွားတယ်အပူတက်တယ်ဘူးရေကုံငိမ့်သွားတဲ့သဘောမျိုးခန္ဓာကုလုံးမှာပေါ်ရတယ်သဘောကြခန္ဓာကုလုံးမှာအေးတက်တယ်အကုန်စုပုံပြီးတကလားပေါ်ရတယ်လို့လာတယ် ဘာကြလားကြောက်ခန္ဓာတစ်ခုလုံးမှာအေးဒါဒီစုပေးကအေးကြီးရှင်ရင်တယ်လို့ထင်တယ်ဘာမှမရှိတော့ဘူးဒီဥစ္စာအေးကျန်တဲ့တစ်ခုတည်းပဲရှိတော့တာပဲဒီလိုထင်တတ်ပါတယ်ပိရိယကကတ္တတံအသင်္ဇမန္နာဝိယဟောတိလို့ဥရိဗန္နသပါဠိတွေကရိုးတောင်နဲ့လောင်းပြီးအေးစိတ်ပြီးတကလားသွားတယ်ခန္ဓာထဲမှာလဲခန္ဓာလက်ရှိမှမသိဘူးချမ်းသာတာတက်တက်ကလေးဖြစ် ခန္ဓာလည်းရှိမှမသိဘူးချမ်းသာတာတက်တက်ချမ်းသာတာတက်တက်ကလေးဖြစ်နေတယ်လို့ဘုန်းကြီးတို့တရားဓမ္မတွေမှတ်ထားကြပါဘူးအဲဒီလိုပြောလာလို့ရှိရင် on the message ပဲလို့မှတ်လိုက်သဘောကျဒီလိုပြောလိုက်ရင်ချမ်းသာလည်းရှာမသိဘူးရှားဒီချိန်မှရှားခြင်းလည်းမရှိပါဘူးခန္ဓာလည်းရှာမသိဘူးတကယ်လည်းနေရတဲ့ရတယ်လည်း အကြံပိစကလာတာနေရတာပဲဘာမှလည်းရှိမှန်းကိုလည်းမသိဘူးအလေးပင်ဆိုရင်နာရကျန်တာကြိုက်တယ်ခဲရလည်းမရှိဘူးဟိုစိတ်ကူးတိစိတ်ကူးလည်းမရှိဘူးဒီတက်တက်ပဲအင်းငင်းတဲ့သဘောလေးခန္ဓာအင်းငင်းနေတဲ့သဘောပဲရှိတာပဲဒါရင်ဘာမှမရှိဘူးသဘောကျလားကျပါဘူးအဲအမှန်တမ်းဘူးအိုက်နေတဲ့ခါရေဦးထောင်နဲ့လောင်းတဲ့ခါကျတော့အေးကြီးကျန်ရဲ့တို့ဒီမှာလည်းခန္ဓာထဲမှာတခါရဲဒေဃာရမတို့ဝန်သေးတာဟုတ်တယ်ဘာမှမရှိပဲနဲ့ဘုံဘုတ်တက်တက်ကြီးဖြစ်သွားမှန်ပါဘူး ဝင်လေတဲ့ဥဒိဘာမရှိပဲနဲ့ဝင်ဘောတက်တက်ဖြစ်သွားပါဘူး။ဝင်ဘောတက်တက်ဖြစ်သွားလဲရှိရင်ဖြင့်နိဗ္ဗာန်လည်းမြင်နေနေရတယ်လည်းဝင်ပေါ့နေတယ်ဆိုလို့ရှိရင်ဖြင့်ဒုက္ခချုပ်သွားတာလည်းကိုယ်သိလိုက်တယ်။ဘောင်္ဂလခန္ဓာကိုကြည့်လိုက်တဲ့အခါမှာခန္ဓာကိုယ်မှာကိုယ့်အကိုယ်လည်းမရှိပါနဲ့ဘာမှမရှိဘူးထင်လို့တခါရပေါ့ငြိမ်သိမ့်သွားလို့ရှိရင်ပဲဩဒါရီကားလို့ရှိရင်မရှိပဲလို့သုံးပြချက်ချပါမှန်ပါဘူး။သဘောကျ?မှန်ပါဘူး။အဲဒုက္ခချုပ်သွားလည်းမြင်နော်။ခန္ဓာရှိမှလည်းမသိဘူး။ အဲ့ဒီကဲတော့မသိခြင်းဒီကားလို့ဆိုလို့ရှိရင်တရားဓမ္မတို့မက်စစ်ပေါ်တဲ့အချိန်ပဲလို့မှားမှန်ပါဘူး။ဒါကြောင့်အေဂျင့်ပြောပါလိမ့်မယ်လို့ဥက္ကောင်တို့ဥက္ကမောင်တို့ဥဆိုင်တို့ကမဲလို့ရှိရင်ဖြင့်ငါကဒိဋ္ဌိကြီးဘူးဆိုကိလေသာအပူဓာတ်ကြီးကလောင်အများတာဥပဒနာမင်းနဲ့ပယ်ထားတာကြောင့်သူကအတွန်းမှာမိစ္ဆာလေးတဘောရှိသေးတယ်မှန်ပါဗျာ။သူရှိတဲ့ဝိသေကိစ္စရှိရှိတော့သူတို့နဲ့သာဇာတ်ဖြစ်တဲ့ကိလေသာပေါ်ရရောအကုန်ရှိနေတာလေသူရော သူတို့နဲ့အဖို့ဖြစ်တယ်ကြီးကကုံချုံငင်းရုပ်သိမ်းသွားတော့ဒီအပူဓာတ်ငိမ့်သွားတယ်လို့မှတ်လိုက်သမ်းပါမှန်ပါပါတပည့်ကြာအပူဓာတ်တွေငိမ့်သွားသည်ဒါကြောင့်ဗုဒ္ဓဘာသာအဲ့ဒီအငိမ့်တစ်ခုရလို့ရှိရင်ဖြင့်ခမည်းတော်ဘယ်လိုပဲနေဘယ်လိုပဲထိုင်ထိုင်ဘုန်းကြီးတို့ကအပြစ်မဆိုတော့ဘောက်လို့တော့ဆိုငရဲမျိုးစစ်ဝင်နေမရှိလို့အင်းငိမ့်သွားတာမှန်ပါပါတပည့်ကြာပါမရှိလို့ငရဲမျိုးစစ်ဝင်နေမရှိလို့ မယ်မျိုးစိဝန်းထဲမှာမရှိလို့အင်းငိမ့်သွားတဲ့ချမ်းသာသွားတဲ့ရိုးရမ်းနဲ့လောင်းကြလို့တခါတည်းအေးသက်သာကြံပြီးဒီကလာခန္ဓာရဲလည်းရှာမသိဘူးတခါတော့ပေါ်သွားတဲ့သဘောမျိုးနဲ့လာရှိပြီးဒီကလာနေတော့ဩဒါဒီတခြားလားအောင့်မေ့တယ်ကိလေသာ အပူဓာအလောင်းဓာတ်တွေငိမ့်သက်သွားတာကိုဒါပဲမှလဲမှန်ပါဘူး သဘောကြလားမှန်ပါဘူးကိစ္စာပူရလောင်တတ်တဲ့ငြိမ်းသက်ပြီးဒီကလာသွားတော့တယ်ဆိုတော့ရှင်းမလားရှင်းပါဘူးဒါကြောင့်တရားဓမ္မတို့အမြင်ကလည်းအမြင်ကလည်းနိဗ္ဗာန်ဟုတ်လားအတွင်သိနေတဲ့ဉာဏ်ကလည်းအေးတဲ့ဉာဏ်မှန်ပါဘူးအမြင်ကအဲအတွင်းသိသိနေတဲ့ဉာဏ်ကလည်းအဲဒီဉာဏ်လေးပဲကြံရတော့တယ်ဒါပြန်ဘာမှမကြံရတော့ဒါကြောင့်နိဗ္ဗာန်မကသာအာရမဏပစ္စည်းနဲ့ပြည့်စုံဘုရားကနိဗ္ဗာန်လာရင်တော့မဲ့ကြံတဲ့တဲ့ပြန်လေးဘာမှရှိပါဘူးလို့ပြောတာပဲ သဘောပါကြ။